အလိုမင်္ဂလာပါခင်ဗျာအဲကျွန်တော်မနေ့ကအကြောင်းဆက်ရမယ်ဆိုရင်ဗုဒ္ဓဟာเนาะကျွန်တော်တို့เนาะသာဝရဘုရားသခင်ပေါ့လေဘုရားသခင်ရှိတယ်လူတွေမပြောဘူးမရှိဘူးလို့လည်းမပြောဘူးလို့အချို့ကเนาะပြောကြတယ်ပေါ့လေဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ကအဲတဏှာဘေကစမတိတာကစဆိုတာက မတိချင်းဆိုတာတကယ်တော့လေဟိုဟိုပြောမယ်ဆိုရင်တစိတ်တစ်ပိုင်းဖြစ်ပေါ့နော်ဟိုကျွန်တော်ကလမ်းကူလက်အခြေတခုပေါ့အဲအဆုံးခန်းတော့နော်ကျွန်တော်တို့ကအခြေတော့မဟုတ်ဘူးပေါ့လေနော်အခြေအစ်စ်မှတော့မဟုတ်ဘူးပေါ့လေအဲ့တော့ကြောင့်နော်ဒါဟိုဘလူးပဲပြောပြောပါဒါဟိုလေဟိုဟိုဘုဒ္ဓဘာသာဝင်နော်ဘုန်းကြီးရဲ့အနေနဲ့ဘလူးပဲကျွန်တော်တို့ကညညညထုတ်ထုတ်ပါအစ်မမဟုတ်ဘူးဆိုတာဒါတော့ယုတ်တိပေတာရကျွန်တော်တို့ကနားလည်နိုင်ပါတယ်ပေါ့နော်အဲ့တော့ မသိခြင်းအဖြစ်စင်မဟုတ်ပေါ့နော်ဟိုသူနောက်မှရှိရအောင်ပဲပေါ့နော်အဲအဲ့ဒီရှိတဲ့ဟာကိုကျွန်တော်ကဗုဒ္ဓမပြောခဲ့တာပေါ့နော်မပြောခဲ့တယ်ဆိုတော့ဖြစ်နိုင်တယ်ပေါ့မပြောခဲ့တာဖြစ်နိုင်တယ်မပြောရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ကအဲကျွန်တော်တို့ကတော့လူတွေနားမနေနိုင်ဘူးပေါ့နော်ဒါဒါလည်းနိုင်မှုခက်တာပေါ့နော်ဘုရားသခင်နော်သူကိုယ်တိုင်ကလည်းဟိန္ဒူတွေပြောသလိုပေါ့နော်ကျွန်တော်တို့ကအဘဒဟိန္ဒူမှာ၁၀ပါးရှိတယ်ပေါ့ဗုဒ္ဓက ိုးပါမြောက်ကိုးပါမြောက်ဖေဟာပေါ့နော်ကိုးပါမြောက်ဖစ်နိုးဝင်စားပေါ့နော်အဲဖစ်နိုးကိုးပါမြောက်ဖစ်နိုးဝင်စားဖေဟာလူဝင်စားဖေဟာပေါ့နော်ဆယ်ပါမြောက်ကတော့ကျွန်တော်တို့ကကလကီလာမင်းတို့ဟိန်းမှာဆိုကလကီလို့ပြောတယ်ပေါ့နော်အဲ့တော့အဲ့တော့ဟိုဗုဒ္ဓကြီးကိုဒီကိုးပါမြောက်ဖေဟာဖေဟာဖေဟာဖြစ်တာကိုသူကဖြစ်ခဲ့တယ်ဆိုရင်ပေါ့နော်ဟိန်းသူတွေပြောသလိုဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲသူဒီနော်သူ့ကိုယ်သူနော်ဟိုဖေဟာတခင်နော် ဝင်စားတဲ့နော်ခရစ်တုဝင်စားတဲ့ပေါ့လူဝင်စားဖျားဖြစ်သူပြောမယ်ပေါ့နော်သို့တော်မပြောဘူးဆိုတာကအဲလူတွေတိဖို့ခက်လို့ပေါ့နော်တိဖို့ခက်လို့ခက်လို့လည်းဖြစ်နိုင်တယ်နော်တိဖို့ခက်တယ်ဆိုတာကတော့ဥမာနော်ဒီဗုဒ္ဓမှာမဟုတ်ပါဘူးနော်ခရစ်တော်ဆိုရင်လည်းနော်သူကဖျားသခင်ဝင်စားသူလို့သူ့ကိုသူပြောရပြောတယ်ပေါ့နော်သူကတကယ်တော့သူပြောတာပဲသူကနော်ခုနကဘုရင်ကိုသူရဲ့သူ့ဖန်ဆီးတဲ့မင်းဘယင်မင်းပေါ့နော်သူက ဘင်းဆိုပြီးသူသူသူ့ကိုယ်သူမင်းလို့ချိန်ညာလို့ဖမ်းတယ်ဖမ်းတော့သူကဟုတ်သူ့ကိုခေါ်စစ်တယ်ဟုတ်ကနော်ခေါ်စစ်တဲ့အချိန်မှာသူကဟုတ်တယ်သူကမဟုတ်ဘူးမပြောဘူးဟုတ်တယ်ငါဘင်းမင်းမင်းပဲပေါ့နော်ဘင်းကမင်းလဲဆိုတော့ဒီလူကြီးကမင်းတော့မဟုတ်ဘာဖြစ်လဲကောင်းရင်နိုင်ငံငါမင်းပဲလို့သူကဒီလိုပြောတယ်ပေါ့နော်ပြောတော့သူ့ကိုအဲနော်ယူရပါ냐ဆိုပြီးဘာဖြစ်လဲဖမ်းချုပ်ပြောလို့ပေါ့နော်အခုလိုလက်ဝက်ကလက်ဝက်တိုင်းမှာကွန်ပျူတာတွေကလောက်တာပေါ့နော်အဲ့တော့လူနားမနေနိုင်ပြောချင်တာတော့ပေါ့ဗျာနော်ဟိုဖျား ားတယ်ဆိုတဲ့သဘောတရားကိုလူတွေနားလည်နိုင်မှုဆိုတာအင်မတန်ခက်တယ်နော်တသက်ပြဖို့ဆိုတာလည်းအင်မတန်ခက်တယ်နော်လူသားဖျားတသက်ပြဖို့ဆိုတာအင်မတန်ခက်တယ်နော်ဖျားသခင်ကတသက်ပြပြီးရင်တော့တမျိုးပေါ့နော်ဟိုနောက်ွယ်ကဖျားသခင်ကတသက်ပြပြီးရင်တော့တမျိုးပေါ့နော်အဲလူသားဖျားတသက်ပြဖို့ဆိုတာကခက်တယ်တောင်းလဲခရစ်တော်ကသူနော်ချုပ်ငင်းတဲ့အချိန်မှာလက်ကတ်တိုင်းမှာပါဖြစ်လေတောင်းချုပ်ငင်းရနေတာပဲပေါ့နော်ဟို တကူဆုတ်လာတော့မတကူနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းအဲလူတွေကိုပါတဲ့တကူတဲ့နော်ကိုကမကောင်းတဲ့လူတွေကိုနော်ဟိုတော့ကိုကပါတယ်နင်နာဟိုကိုတိုက်ခိုက်ပြီးနင်နာအောင်ဟိုတကူတွေနဲ့ပြရင်ပြမယ်ကောင်းတဲ့လူတွေချင်းမြောင်းဒါမျိုးတွေလှုပ်ရှင်လုပ်မှာပေါ့နော်အဲ့တော့သူကိုယ်တိုင်ကိုလည်းပါတယ်လည်းကက်တိုင်မှာနော်တူတူတော့ဟိုနော်ဒေသမောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ကချုပ်ရင်းရတဲ့အတွက်ကြောင့်နော်အဲကျွန်တော်လူသားဖြစ်ရတယ်ဘာမှကျွန်တော်တို့ကပြလိုက်တော့နော်ဟို တရားပြယုံမှလွဲရေနော်ဟိုကျွန်တော်တို့ကနော်ဘုရားသခင်ကိုတတ်သိခိုင်မှလွဲရေနော်ကျန်တာတွေကိုကျွန်တော်လုပ်ဖို့တော့ခင်းနေမှထင်တယ်လေဒါကြောင့်အဲတကိုးနဲ့ပြဖို့ဆိုတာပြောတာပါနော်တကိုးနဲ့ပြဒါမရဘူးတော့လည်းမဟုတ်ဘူးပေါ့လေရှိမှာပေါ့မတူတာဖြစ်ရစမ်းထောင်းနိုင်လို့စစ်တွေပါလေတိုက်ပြီးတော့အောင်မြင်တော်မျိုးတွေပါညာဒါမျိုးတွေလည်းရှိမှာနော် channel ကမှမလဲစစ်မှာမဟုတ်ဘူးမှာနော်စီရေးပညာရေးစီးပွားရေးတွေဒါမျိုးတွေပေါ့နော်အတူတူဘယ်လိုပဲဖြစ်ပါကျွန်တော်တို့က ဘုရားသခင်ကိုတသက်တေခံတဲ့နော်ဘုရားတရားမအလိုအဆုံးအရာတော့ကျွန်တော်တို့ကပါလဲဆိုတော့တစ္ဆာပေါ့တစ္ဆာဆိုတော့ဖြောင့်မတ်ခြင်းတစ္ဆာပေါ့နော်ကျွန်တော်တို့ကမလိမ္မာညာဖြောင့်မတ်ဘူးဒီလူကမလိမ္မာညာဖြောင့်မတ်တယ်ဆိုတော့သူတစ္ဆာနဲ့ပဲတသက်တေပြရတာဟုတ်နော်ငယ်ငယ်လေးတည်းကကျွန်တော်တို့ကပဲလေကျွန်တော်တို့ကပဲလေအဲဟိုဟိုဟိုရှေးဥမစားရတဲ့ဒီတစ္ဆာပါပြီးဖြစ်ရခေါ်တာပေါ့လေကျွန်တော်တို့ပြောရမယ်ဆိုရင်ဗုဒ္ဓရဲ့အလိုရဆိုနော်အဲ့တော့ဗုဒ္ဓတစ္ဆာပါရမီကိုနော်ဘယ်နဲ့ကပါလဲမသိဘူးနော်အတင်ချေဖြစ် နော်ဖြစ်စည်းခဲ့ရတယ်နော်ဖြစ်စည်းခဲ့ရတယ်ကျွန်တော်တို့အဲ့တော့တမန်တော်မူဟာမတ်ဆိုရင်ပါပဲလေကျွန်တော်တို့ကပါပဲလေငငယ်လေးတည်းကနော်သူကအညာတရာပေါ့မိဘမိဘမရှိတဲ့နော်ဟိုကမွေးစားပေါ့နော်မွေးစားမွေးသူ့ရဲ့ဖိုးကလည်းအကင်းမိဘမရှိတော့ပြန်မွေးစားတာနော်မွေးစားပြီးကျောင်းဒုက္ခဒုက္ခလည်းပေါ့လေကျွန်တော်ကအတန်းတင်တာအတန်းကြောင်းတည့်ရအောင်ပေါ့နော်မတည့်ရဘဲနဲ့ကျွန်တော်တို့ကလည်းဒီလူငယ်လေးတယောက်ကနော်အညာတရာပေါ့လေအညာတရာလူငယ်လေးတယောက်က နော်ကျွန်တော်ဒီတစ္ဆာတရားပေါ့သူကဖြောင်းမဲမှုတစ္ဆာတရားတစ်ခုတည်းနဲ့ဒီလိုအထုထိတ်ကိုရောက်လာတာပေါ့နော်အထုထိတ်ကိုရောက်လာတယ်ဆိုတာဒီတစ္ဆာရဲ့တကူကအင်ပတန်ကြီးတယ်ပေါ့နော်တစ္ဆာရဲ့တကူဒီခုနကကျွန်တော်ပြောခဲ့သူပါပဲလေဒီတစ္ဆာတရားကြောင့်ဘာဖြစ်လဲသူတွေကသူ့ကိုနော်သူ့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 ကိုဒီသူ့ခုနကတိရှက်တခင်မာလာပြီနော်အဲသူ့ရှိမှသူကအလုတ်သွားလုတ်တဲ့အချိန်မှာသူ့ရဲ့အသက်ကြီးတယ်မဟုတ်ဆိုးမှရှိမှာနော်အဲ့တော့သူ့သူကအဲ့မှာလုတ်လုတ်တဲ့အချိန်မှာသူ့ဒီရဲ့တစ္ဆာတရားပေါ်မူတည်ပြီးနော်ဒီ တပြုတ်လုံးကနေပြီးသူ့ကိုပါပဲလေเนาะသူ့ဆိုင်ကိုเนาะဓာပြီးသူ့သူ့ဈေးရောက်တာကိုပါပဲလာဓာပြီးပါပဲလေရောင်းမရောသူလာဓာပြီးလှုပ်ဆောင်နေအားပြီးသူ့နဲ့မှချိတ်ဆက်လုပ်တယ်သူ့မှယုံကြည်စိတ်ချရတယ်เนาะနောက်ဆိုရန်သူကတော့မှပါပဲလေသူ့နောက်ငွေတွေပါလာအပ်ထားတာတွေပါလေလုပ်တယ်เนาะအဲ့တော့တက်ဆတဲ့အတိတ်ချိန်ပါတယ်เนาะတမန်တော်မူဝမဲ့ဆိုတော့နောက်ပုဂ္ဂိုလ်ကအင်တာနက်မှာပါပဲလေတက်ဆတဲ့အချိန်ပါပြီအဲ့တက်ဆတဲ့အနေနဲ့เนาะအများတတဘွားနေပြီပါပဲလေ နော်ဒီလိုအင်ပါပြည့်စင်နော်ဘုရားတမန်တော်အဖြစ်ကိုကျွန်တော်တို့ကရောက်ကြည့်ရတာပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့တစ္ဆာတရားအင်တကန်အရေးကြီးတယ်နော်တကယ်တော့လေတီလာမာမှာဘာဖြစ်လဲငါမတီတာတိုင်းကမန်မန်ပါတီလာမာမှာတီလာရဲ့အချုပ်ကအခြေခံကြောင့်ပါတစ္ဆာပဲဒါတော့ကျွန်တော်တို့ကငါမတီလာစောင့်တဲ့နေရာမှာတမန်လူတွေအနေနဲ့ကတော့နော်ဘယ်တစ္ဆာကိုဘယ်အရင်နော်စောင့်စောင့်ပြဿနာမရှိတော့ညာဟိုအထုတ်ထိတ်ကိုကျွန်တော်တို့ကနော်ဘုရားသခင်ကိုတတ်သိခံမဲ့လူမျိုးတွေအထုတ်ထိတ်ကို နော်သွားမဲ့လူမျိုးကတော့သူအတ္တစာတီလာအောင်နော်အခြေခံအခြေခံမှတာနေအထွတ်ထိပ်ကိုရောက်နိုင်တယ်ရည်မြှော်မှန်းတဲ့လူကတော့တမန်တို့ကတော့ရတယ်နော်ဘယ်တီလာငါးပါးတီလာမှဟိုတစ်ပါးတီလာပေါ့လူကပြောလို့ပါဒါတော့ဥဒခဥဒခလာမြေချတာတည်လာဘယ်လိုတဘာတည်လာဆောင်ဒီမှာကာမေတုမေဆာဆရာကံနာမတိအဲ့တိုင်းပါပေါ့နော်အဲဆောင်ထင်းတယ်ရရတယ်နော်ဘာနာတိဘာနာဘာတာရရတယ်တမန်လူတော်တော်ရရတယ်နော်ခုနအထုတ်ထိတ်ကိုတတ်မဲ့လူတွေ ဟိုနော်ခုနလိုနော်ဘုရားသခင်ကိုတတ်သိခံမဲ့လူတွေနော်ခုနဘုရားသခင်ရဲ့တရားတွေကိုဟောကြားမဲ့လူတွေဒီလူတွေကတော့ဘာဖြစ်လဲဒီလိုပုံပုံမျိုးတွေကတော့ဘာဖြစ်လဲအဲစတိကောင်အရှင်ဦးဆုံးစောက်တည်မှာလာရင်ဘာဖြစ်လဲသူကဘာဖြစ်လဲထွတ်ထွတ်ထိတ်ကိုရောင်းနေမှာပေါ့နော်ဒါတော့ဒါအောင်လဲကျွန်တော်တို့ကနော်ဟိုဟိုတီလာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကလည်းဆိုတော့လေတကယ်တော့တစ္ဆာအခုနကကျွန်တော်ပြောခဲ့လေပေါ့လေတမန်တော်မူဟာမက်ဒီခုနကနော်ဒီတစ္ဆာတရားနဲ့ပတ်သက်ပြီးဒါအင်ပတန်ကိုကျွန်တော်တို့ကလည်း အဲချီကျူးစရာပေါ့နော်လူသားဒီအနေနဲ့နော်ချီကျူးစရာနော်လေးစားစရာအားကျစရာပေါ့နော်တံပိုးပေါ့လူတံပိုးကျွန်တော်တို့ပြောသလိုပေါ့နော်တံပိုးဆိုတာနော်ကောင်းတဲ့ຢာတွေကိုတံပိုးထားတဲ့တည်းမကောင်းတဲ့ຢာတွေကိုဘာဖြစ်လဲသွားပြီးတံပိုးထားနေတာဘာဖြစ်လဲမှားတာပေါ့နော်ဆိုကြပါစို့နော်ဟိုဖြောင်းမဲ့ခြင်းကိုတံပိုးမထားမနဲ့နော်လိန်နဲ့ညာတဲ့ကုလူကြီးတွေလူလိန်ကြီးတွေကိုကျွန်တော်တို့ဘာဖြစ်လဲစုံစုံလိန်တဲ့လူတွေကိုကုတ်ွယ်မိတယ်ပြီဆိုရင်ဒါ မာနေပြီเนาะသူတို့အားကြနေပြီဆိုရင်မာနေပြီเนาะလူအဖွဲ့စည်းကြီးကလေကျွန်တော်တို့ကဒါအခုနောက်ပိုင်းလည်းအဲ့လိုဖြစ်ချင်းဖြစ်နေမှာเนาะဘာလို့တော့ဒီဟိုခုနကကျွန်တော်ပြောခဲ့တယ်ဗောလေဒီမှာเนาะကဘာကြီးကမငြင်းငြင်းပြန်ဆိုင်မှုတွေကြီးမားတယ်စစ်ပွဲတွေเนาะကြီးဖြစ်เนาะဟိုပြန်ဆိုင်မှုတွေကြီးနေမှာစစ်ပွဲတွေဖြစ်တယ်စစ်အေးเนาะကိုးပွားတွေဖြစ်တယ်ထောင်လိုင်းအားပြန်မှုတွေဖြစ်တယ်အဲ့တော့ဒီထောင်လိုင်းဆိုတာကိုကတကယ်လိန်ရတာပဲလိန်တဲ့အလုပ်လို့ဒါပေမဲ့ ပြဿနာမရှိဘူးသူဒီသူရဲ့လိန်ညာမှုဒီသူကတာဝန်ရလိမ့်မယ်နောက်ကျန်တော့ကအဲကျွန်တော်ဝိညာဉ်တော့ဟိုတမလို့ရေးရပိုင်းရဒါဒီမှာပါသေးပေါ့နော်အဲ့တော့ဒီထောင်ထိုင်းကိုလွန်သွားတဲ့ခါကျတော့ဒီဘိုးတော်ဆင့်ပြောလာတဲ့ခါကျတော့သူကဒီလိန်ညာမှုအရင်နဲ့နေသွားပြီဘယ်သူမှမညာတော့ဘူးနော်ဒီလိန်ညာမှုနောက်ကျွန်တော်တို့ကဟိုအဲ့တော့ impedant သူတို့ဖက်ခတ်ပြန်ကြည့်ပြန်တော့လေဒါလေးအားချရအားချနိုင်မယ်နော်လူတွေကနော်ဟိုဟိုစစ်တိုက်တဲ့အချိန်မှာနော်ကျွန်တော်ပစ်ကိုနော်ဟိုပေါင်းရောက်တယ်နော်ဟိုအထက်မြက်တဲ့နော် ဟိုကျွန်တော်တို့ကစစ်နေတက်တယ်နော်စစ်တက်တယ်အားကြလို့ဒီမှာလဲထောင်တိုင်းလုံငန်းမှာဒါတွေသွားပြီးပါပဲလေထင်ရဲ့နော်အမတန်ပေါက်ပေါက်ရောက်တဲ့ဟာတွေအားကြကြတာဒါမှားတယ်နော်မှားတယ်အဲ့ဒီအတွက်ကြောင့်ပဲကဘာကြီးရပါပဲလေနော်မတိမနေဖြစ်ရတယ်လူဖွဲ့စည်းရမတိမနေဖြစ်ရတယ်ပျက်စီးရတယ်စစ်တွေဖြစ်ရတယ်ကပေးတွေအမျိုးမျိုးဆက်ရတယ်နော်အဲ့တော့တို့တော့တီရတွေကခုနကကျွန်တော်ပြောခဲ့လို့ပေါ့နော်ဟိုတူကတော့ဒီနည်းတွေနဲ့တုံပြီးတော့နော်လှုပ်ပတ်လေးတွေတုံးလေကိုကမတုံးဘူးကိုကြာရှုံးမှာပေါ့လို့ပြောကြရှိတာပေါ့လေ အဲ့တော့ဒါကလည်းသူဟာလည်းသူတော့မှန်တယ်ပေါ့လေတိုးတော်လည်းအဲ့ဒီစက်ပွဲတွေကြောင့်ပေါ့ပါပဲလောကကြီးကပါပဲလေလူတွေကလူသားတွေရှိမှကျွန်တော်တို့ပါပဲလေခုနမကောင်းတဲ့စိတ်တွေအာရမစိတ်တွေလွှမ်းမိုးပြီးလောကကြီးကနော်တဖြည်းဖြည်းနဲ့ယူရင်းပြည့်စည်ပြီးပါပဲလေအခုလိုအခြေအနေမျိုးရောက်လာပါတော့နော်အဲ့တော့အဲ့အဲ့လိုမဖြစ်အောင်လုပ်ပါပဲလေစစ်တေမဖြစ်အောင်ရှောင်အောင်ပဲနော်စစ်အေးတွေမဖြစ်အောင်ရှောင်အောင်ပဲနော်ငါနော်ပြန်ဆန်မှုတွေကိုတနင်္လာနောက်လျှော့ချအောင်ပဲ နော်ခုနကပြောတဲ့ဟိုလူဟာခုနပြန်ဆန်မှုကြောင့်တိုးတက်တယ်နော်လိမ့်ဆန်နေပြီးတော့တဖြည်းဖြည်းနော်ရင်မာလာတဲ့လူကပြန်ဆန်မှုကြောင့်တိုးတက်တယ်ဒီချို့ကယူဆကြတယ်ပေါ့နော်အဲ့တော့ဟုတ်ပြန်ဆန်မှုကြောင့်တိုးတက်တယ်မြဲပြန်ဆန်မှုကြောင့်ဆုတ်ယုတ်တာတွေကိုလည်းကျွန်တော်တို့ပြန်ကြည့်ရမယ်နော်ပြန်ကြည့်ရမယ်နော်အပြန်ဆင်မှုရောကျွန်တော်တို့တိုးတက်လာတိုးတက်မှုကတကယ်လို့ကိတ်ဆုံးနေပြီနော်ကျွန်တော်တို့လူသားမျိုးနွယ်အနေနဲ့အဲ့ဆိုဟုတ်ပဲရှိတော့တယ်နော်ဆိုပြန်ဆင်မှုကြောင့်ပါဖြစ်လေဆိုတော့တစ်ခါကတော့ပြန်ဆင်မှုကဘာလို့ဆုတ်လဲကြည့်တတ်တယ်အခုကဘာကြီးကိုနော်အပူအပူချိန်တွေ နော်ခါလူနေလို့မရအောင်မြင်ပါတယ်နော်တတော်ကြီးတွေမရှိတော့ဘူးပျောက်ကွယ်သွားပြီနော်တိုင်းကန္တာကြီးတွေသူပြောလာတယ်အပူချိန်တွေနေငံ့မြင့်တက်လာတယ်နော်ဒါတွေကခုနကျွန်တော်ပြောသူပါပဲပြန်ဆိုင်မှုရဲ့အကျိုးရလည်းဒီပေါ့နော်သူတို့လူတွေကဒါတွေကိုကျွန်တော်ပြောရတယ်ဆိုတော့အဲနောင်နာရလားဆိုတာနောင်နာမရဘူးနော်အဲခုနကဟိုပြောမစင်အရင်ကလွှဲချော်မှုတွေပေါ့နော်လစ်ဆန်ဘဝကနေတက်လာတယ်အရင်ကလွှဲချော်မှုတွေပေါ့နော်စကြဝဠာကြီးအပြင်ကိုထွက်ကြည့်လို့ဟောငါတို့ကမြို့ပုံလေးပါလားဆိုပြီးတော့နော် နော်ငါတို့ဘုရားဆိုတာမျက်စိတမိတ်လျှက်ပြက်လေးမျှတာပါလားဆိုပြီးတော့နော်တန်ခိုးရရမှာတော့ခါစက်ကြပါလားကြီးကဘဲကြုံမှာတော့စိတ်နေအပြည့်ပဲဘဲမှာတော့နော်ရွှေတွေအပြည့်ပဲဆိုပြီးဒါတွေတော့တူဖို့ခပါမှာငါတို့ရောင်းစားတထေးဖြစ်ပြီးဒီလိုတွေးတာပေါ့နော်ဒီလိုတွေးတဲ့လူတွေလည်းရှိတာပေါ့နော်တောင်းခိုးရမရပဲနဲ့အဲ့ဒီကြတော့ပါလေနော်အဲ့ဒီဟာတွေကတမက်ချက်တွေပဲနော်ဟိုဟိုရွှေတို့စိတ်တို့ဘာတို့ညာတို့ဆိုတာနော်ဟိုအတိတ်ကနေစလာပြီးတော့နော်ဒီပစ္စည်းတစ်ခုပေါ့နော် ျွန်တော်ပါပြီလေတံမိုးထားတဲ့တံမိုးထားမယ်ဆိုပြီးတော့เนาะဒါဒါတံမိုးရှိတယ်ဆိုပြီးတော့တက်ဆိုင်ရเนาะဟိုနောက်ပုံကိုယ်တွေဘရင်တွေလူဖွဲ့စီတွေကနေတက်မဲ့ချက်တွေပဲเนาะအဲ့တော့ဟိုဟိုဒီထဲမှာကျွန်တော်တို့ကတချို့တင်ဇာတာတွေကเนาะဟိုစကြပါတော့เนาะဟိုလူသုံးကုန်ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာအတုံးဝင်မယ်တချို့ကလည်းဆိုရင်ဘာမှအတုံးဝင်မယ်နဲ့တံမိုးကြီးနေတာရှိတယ်เนาะတံမိုးတွေဒီပုံမှာလာပြီးစုပုံပြီးတော့ကြီးနေရတယ်ရှိတယ်တကယ်တော့ဘာဖြစ်လဲ စစ်တပ်ဗလိုက်ကင်းမှာစိန်နေရွှေလေးဆိုတာရှိနိုင်တာပဲဒီเนาะမရှိတာတို့တော့တော့ကျွန်တော်ဖတ်လိုက်မရှိတာပဲတစ်ပင်မရှိဘူးเนาะတစ်ပင်ဒီတစ်ပင်ဆိုတာပါပဲဒီဒီစက်ကြဟိုလိုက်တယ်ပါပဲလေဒီကဘာမှာပဲရှိတယ်ဒီချိုကဘာလေးမှာမမလိုက်မရှာဘူးเนาะရေရေနေတော်တော်တပါးပါးလေးပေါ့เนาะအဲ့တော့တန်မိုးထားမှုတွေကဆိုကျွန်တော်တို့ကနားလေတန်မိုးကရဖို့ပေါ့ဟိုဒီတတိတန်မိုးကရဖို့ပေါ့တော့ပေါ့เนาะကြောက်ကြောက်ကြောက်တီးဗရက်များတွေရွှေတွေတန်မိုးထားမှာတစ်ပင်တွေကိုတန်မိုးထားဖို့เนาะဒါဒီကိုကျွန်တော်တို့ကနော်လူ့အဖွဲ့အစည်းတွေနဲ့နော် ဥဆောင်တဲ့လူတွေနဲ့နော်ကျွန်တော်တို့ကတဖြည်းဖြည်းပြောင်းလဲပေးရမှာပေါ့နော်ခုနကညကျွန်တော်တို့ဆိုကြပါတော့နော်စတိန်လေးရွှေတွေကိုတံမိုးပေးမယ်ဆိုတာနော်အခုလိုတက်တော်တွေခေါင်းမတယ်တစ်ပင်တွေခေါင်းမတယ်ဆိုမှနော်ဒီညမှာတက်တော်တို့ကိုနော်ဘလောက်ပေါ့နော်ဘလောက်ဆိုတော့တစ်ပင်တွေခုတ်ပြီးပေးပေးကိုပြောတာမဟုတ်ဘူးနော်ဒီခါလေးလူနေစင်းကွယ်ဖြစ်နေတယ်ရေမြေတော်တောင်တဘာဝနဲ့အဲကွန်းတော့မလုပ်တဲ့ဟာမျိုးပေါ့လေဒီလိုနော်ခါရေတွေကစတာတော့ဒီနေရာဒေတာတခုကို နော်ဘယ်တော့ဆိုတော့ခက်တာတော့ရောင်းလို့မရအောင်ပေါ့အဲ့တော့ကျွန်တော်တို့ကတိုင်းပြည်မှာနေနေမဲစီးနေတဲ့အခါကျတော့အဲ့တော့ဆိုတော့အဲ့လိုပေါ့လေကျွန်တော်တို့တန်မိုးထားဖို့ပေါ့နော်မာဆိုဂျက်ပါတီညမလာနေကွင်းပြူမယ်ငားမယ်ဘာညာတာမျိုးတွေပေါ့နော်အဲဒီလိုတန်မိုးကိုပို့ပြီးတင်ပေးဖို့ကောင်းတယ်ပေါ့နော်ပို့ပြီးတင်ပေးဖို့ကောင်းတာပေါ့နော်အဲ့တော့ထားပါတော့အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့နော်အဲခုနကစကားပြန်ဆင်းရမယ်ဆိုရင်နော်ခုနဟိုနော်ဟိုတိဖို့ပေါ့နော်ဟိုပရမတာကိုတိဖို့ဆိုတာကျွန်တော်တို့ကအင်ပလန်ခက်ပါတယ်နော်ဟိုဘုရားတစ်ကျောင်းနားလေပေါ့နော်အဲ့တော့ မဆိုကြပါဆိုတိပြန်တော့လဲဘာဖြစ်လဲဆိုတော့ဒီဘုရားသခင်ရဲ့ပရမတ္တာနဲ့နော်လူရဲ့အတ္တနဲ့တထက်တဲသွားရောနေတာပေါ့နော်ကြောရင်းကဲ့နော်ကန့်နေတာပေါ့နော်ကန့်နေတဲ့ခါကျတော့နော်ဆိုကြပါဆိုဟိန္ဒူတွေဆိုရင်လူတိုင်းတို့ကတို့ကိုယ်ကိုဘုရားဝင်သားတယ်လို့မှတ်ယူတယ်နော်မှတ်ယူအဲ့ဒီမှတ်ယူပါရင်သူ့အတွက်ပါပဲလေအကပိုပြီးကြီးမားစွာစီတာပေါ့နော်အဲ့လိုမှတ်ယူပြီးတော့ခုနကကျွန်တော်တို့ပြောသလိုဘာဖြစ်တယ်ဆိုတော့ငါဆွဲကိုမချနိုင်တော့နော်နော်ဒီကနေ့ရောသွားပြီးတော့ကျွန်တော်တို့က ဘုရားသခင်ရဲ့ပရမတ္တနဲ့ငါဆွဲနဲ့အတ္တနဲ့ရောသွားတဲ့ခါကျတော့သူကဘုရားသခင်ကရှိတာရှိတာပဲပျောက်သွားပြီးတော့သူကနော်ငါဒီဘုရားသခင်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဖြစ်သွားပြီးသူတို့ချန်တာရှောင်လို့ပြီးတော့မှားတာမှားတာဒီတရားတွေပဲအဲ့တော့အဲ့တော့ဘုရားသခင်ဟိုလေဝင်သွားတယ်ဆိုတော့သိရမယ်ငါဆိုတာလည်းမရှိဘူးလောကကြီးမှာအနတ္တဒါလည်းရှိတယ်ဆိုတာလည်းသိမှသာလေနော်ဘုရားသခင်ဝင်စားတာကိုဒီအထိပ်ပဲရပါလေလေအဲ့ဒါအထိပ်ပဲရှိနိုင်မှာပေါ့နော်အထိပ်ပဲရှိနိုင်အထိပ်ပဲပေါ်လည်နိုင်ပေါ့နော် အဲ့တော့ဒီအဲ့လိုအဲ့လိုဖြစ်ဖို့ကလည်းပါပဲလေအဲတောင်းတောင်းတူနားမလည်နိုင်တော့တော်တော်လေးမြင့်လာအဆင့်မြင့်လာတော့မှဟုတ်ဟုတ်တယ်ဘုရားသခင်ဝင်သားတယ်သို့တော်ပါပဲလေငါဆိုတာလည်းမရှိဘူးပေါ့နော်တကယ်တော့ပါလေဒီပရမပရမတ္တရဲ့သဘောအတွင်းကြကြကျွန်တော်လေ့လာပြီးတော့မှတာပဲလေအဲကျွန်တော်တို့ကသဘောပေါက်တယ်ပေါ့နော်အဲ့တော့ဟိုတောင်းကိုကျွန်တော်တို့ပြောချင်တဲ့သဘောပါလေဆိုတော့ခုနကနော်ဟိုဘုရားရဲ့နော်ဟို ခုနဘုရားသခင်မရှိဘူးတဏှာမတိတာကစဆိုလဲပြောတဲ့အကြောင်းအရာဒီနော်ခုနနော်ဟိုလူတွေနားလည်းကိုခက်လို့မပြောတာလည်းဖြစ်နိုင်တယ်လို့နော်အချို့ကျင့်စဉ်တွေမှာကြတော့ तू ကဒီမဲ့ချက်ကိုမေ့ပြီးကျင့်ရတယ်မေ့ထားပြီးတော့နော်လုံးဝမေ့ထားပြီးကျင့်ရတယ်ကျင့်စဉ်တွေဆိုတာရှိတယ်နေရာတိုင်းမှာရှိပါတယ်နော်ဒီမဲ့ချက်ကို तू ကဖြောက်ထားရတယ်နော်ဟိုဒီမဲ့ကိုမကြည့်အောင်မှတ်ပါတယ်ကျွန်တော်ဆိုကျွန်တော်ရုပ်ရှင်နဲ့ကြာကြည့်တယ်ရာသေးတယ် matrix ရပါတယ် matrix revolution လောက်ပါလားမသိဘူးအဲ့လိုရုပ်ရှင်ကြာတယ် နော်မင်းသားလုပ်တဲ့သူကနော်ဟိုသူနောက်ဆုံးကက်လာတဲ့အချိန်မှာမျက်စိကိုအဝင်းနဲ့စီပြီးတော့မကြည့်တော့သူလုပ်ဆက်ရှိတာဒီတော့ကမှဒီသဘောတွေရှိရနော်ရှိတယ်နော်တကယ်ရှိတယ်တကယ်ဟိုခုနဟိုဒါကဘာသာရေးမှမမဟုတ်ဘူးနော်ဘုရားသခင်ဒါဟိုနေရာတိုင်းမှာကိုရှိတယ်ပေါ့နော်တခါကျရင်ပတ်ဝန်းကျင်ကိုထည့်တွက်လို့မရတော့ပတ်ဝန်းကျင်ကိုအမှန်မှန်ပြောတော့ဘူးပေါ့နော်ခုနဒါမှမဟုတ်လဲသူ့ဘာသူနော်ယူနန်နေတဲ့စကားတွေဖြစ်နေတယ် စိုက်ကောလော်ဂျီဝါဖဲပုံစံမျိုးတွေဖြစ်ဖြစ်နေမယ်မျိုးစုံပါနော်ကိုယ်နဲ့ဒီဟာတွေသွားနားထောင်လိုက်လို့ရှိရင်ကျွန်တော်တို့ကလည်းကူးဆက်ပြီးကိုယ့်ရဲ့ကျွန်တော်လွှဲချော်သွားမယ်နော်အဲ့တော့ကြောင့်ခုနကကျွန်တော်ပြောသလိုပဲတယ်ဒါတွေကိုတမတက်တက်ပါပဲလေမရှိဘူးလို့ကိုယ်တော်ဒါကြီးပြထားလိုက်တဲ့မိပြီးတော့ပါပဲလေလောက်ဆောင်နဲ့ကျင့်နေနေဆိုရတယ်နော်နေရာတိုင်းမှာရှိနေတယ်ပေါ့နော်အဲ့တော့အဲ့ဒီသဘောမျိုးနဲ့နောက်ဒါဟိန္ဒူတွေလည်းပုံသိကျင်တဲ့အိမ်မှာပေါ့လေအဲ့ဒီသဘောမျိုးနဲ့ပဲကျွန်တော်တို့ပါပဲလေဘုရားသခင်ကြီးအဲဗုဒ္ဓကြီးခုနတန်လျာ ဘယ်ကစားမသိတာကစားလို့ပြောခဲ့တာဖြစ်ပါလိမ့်မယ်အဲ့တော့ဘုရားသခင်ရှိတယ်လည်းမပြောဘူးမရှိဘူးလည်းမပြောဘူးလို့လည်းတချို့ကပြောတယ်ပေါ့နော်ဗုဒ္ဓအဲတိဖို့မလုပ်ပဲပြောတယ်ပေါ့နော်တချို့ကတော့မဟုတ်ဘူးမရှိဘူးလို့ပြောတယ်ဘုရားသခင်ကဝါဒကိုသူကဟိုနော်သူကစန့်ကျင်တိုက်ခိုက်တယ်လို့ပြောတယ်ဒါတော့မတိကျဘူးပေါ့လေသို့တော်လည်းခုနကကျွန်တော်ပြောခဲ့သလိုပဲဒီနှစ်ချက်ပဲဖြစ်နေတာပေါ့နော်ခုနကအဲမတိဘူးဆိုတာအထင်မဟုတ်ဘူးပေါ့နော်လုံလောက်တဲ့အထင်မဟုတ်ဘူးပေါ့လေအဲ့တော့ခုနကဒါကတော့ ကျွန်တော်တို့နော်ဟိုဗုဒ္ဓနဲ့နော်ဟိုကျန်တဲ့ဘာသာအနေနဲ့ပတ်သက်ပြီးတော့နော်တပည့်အချင်းရဲ့သဘောတဘာပေါ့လူကြီးနားမလည်နိုင်ပါဘူးနော်လူကြီးပြားတဲ့ချင်းဟိုပြောပြလို့နော်ဘာဆိုကျွန်တော်ကဘုရားသခင်ဝင်စားသူတို့ပြောတယ်နော်လူကြီးကရှိကြလိမ့်မယ်နော်ရှိကြလိမ့်မယ်ဘာဖြစ်လို့ဆိုကျွန်တော်ရှင်းပြလဲပါပဲလူတွေပါပဲလေနားလေကြမှာနားလေနားမလည်နိုင်ပေါ့နော်အဲ့တော့ဟိုအတိတ်ပြင်ရှိတဲ့စကားတွေပြောမယ်အဲ့တော့ခုနကကျွန်တော်ပြောသူပေါ့နော်တကူတွေဒါတွေနဲ့တက်တည်ပြအောင်ဆိုတာလေ ဒါကိုလို့လို့မရဘူးခရစ်တော် level ကတိုင်မှာအတွက်ခံရတယ်ကနော်ဘုရားသခင်လို့လေတစ်ခါပြပြန်တော့လေနော်ခုနကကျွန်တော်ပြောသူကဗုဒ္ဓကနော်ဘုရားဖြစ်ချိန်မှာငလင်ကြီးရေလှုပ်တဲ့ပါညာဒီနေ့ကမိသားရဲ့ဖုန်ကြီးတကားဘူးနော်ဟာငလင်လို့လှုပ်တဲ့ဆိုအခုလို့အနေထားမျိုးမှာငလင်နော်ဗုဒ္ဓကဘုရားဖြစ်ကြောင်းမတမဆက်ကြတရားဥဟောကြောင့်ဘာညာပေါ်သူ့မှာငင်းလေးကြီးကျွန်တော်တို့လှုပ်တဲ့အခါမှာလူတွေအခုလိုတေကုန်ဘယ်လိုလုပ်မလဲပေါ့နော်အဲတော့တော့တိုက်တယ်မရှိတော့မတေဘူးပေါ့ဗျာတိုးတိုးလေးဟို ဟိုမတည်ဘူးတော့ပြောလို့မရဘူးပေါ့လေဟိုဒီနေ့ခင်မှာဆိုအဲ့လိုလုပ်လို့ရှိရင်ဒါဖះအပြစ်ဖြစ်သွားမှာပေါ့နော်ဖះအပြစ်ဖြစ်သွားမယ်နော်ဟိုဖះကသူဖះဖြစ်တာလေလူတွေတေးရမှာရှိနော်ခင်မအဲ့တော့အဲ့လိုပြောလို့မရဘူးနော်တကူနဲ့လည်းပြတော့သို့တော့အရာအလုံးကြီးနော်ကန့်ကန့်ကြူပေါ့လူတွေမကောင်းတာလုပ်လို့မကောင်းတာလေခံစားရတာနော်အခုနကိုမလုပ်တော်ညာလေလူအဖွဲ့စီကမကောင်းတာလုပ်တဲ့အထံကိုနော်ကောင်းတာလုပ်တဲ့လူတွေပါကြောက်ကြီးခံစားအများစုကမကောင်းတာလုပ်လို့ပေါ့နော်ဒီလိုပဲပြောမှာပေါ့နော်အများစုကမကောင်းတာလုပ်လို့ ျွန်တော်ကဗတ်တဲ့ဒီရဲ့ဒါကိုပေါ့နော်ဒါကနော်ဟိုဒီခုနကက်ပေးတွေအမျိုးမျိုးစိုက်တယ်ဒါတွေဖြစ်ဖြစ်ပေါ်လာတာပေါ့နော်အဲ့တော့ဒါတွေကလည်းကျွန်တော်တို့ကဟိုဖျားသိမ်းရင်အဲ့လိုတိုင်းမဟုတ်ဘူးဘူးလို့နော်ကျွန်တော်တို့ဘယ်လိုညင်းမလဲဆိုကြပါစို့နော်ကက်တုံးဖြစ်ခဲ့ပေါ့နော်နော်ဟိုလူမလုံးနိုင်တဲ့ကိစ္စအမျိုးတွေမှာနော်တမန်လူမလုံးနိုင်တဲ့ကိစ္စအမျိုးတွေမှာဒါတွေတွေ့ပါလေဖျားသိမ်းအဲ့လိုတိုင်းပဲပေါ့လူကပါကြီးကတည်ဆောက်မှောက်ဆက်ချောက်လာကြတယ်မှာဘယ်မှမနော်တက်ပင်မရှိဘူးနော် တရှိနေတိုင်းညာမရှိဘူးဒီဒီညာလေးတခုထဲမှာနော်ထူးထူးဆန်းဆန်းလာဖြစ်နေတယ်ဆိုတာတခုလေနော်ပါစနစ်အမတန်ပါစနစ်နည်းနည်းလေးမှလာဖြစ်တယ်ဆိုတာဒါဘုရားသခင်အဲ့လိုတိုင်းနော်ဖန်ဆင်းပြီပေါ့ဒီလိုပဲနော်ခုနလူလုံးလို့မရဘူးဟုတ်အာဂါဒိုင်ရီကနေဥက္ကကဲတွေကြာလာပြီလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်တန်း230နဲ့60တန်း230နဲ့66ပြန်ကြာလာပြီနော်အဲ့မှာဒိုင်နိုဆိုးတွေနော်မျိုးတုံးပျောက်ပဲတော့တယ်အဲ့လိုလုံးလို့မမရတာနော်လူတော့လို့မရဘူးသူဒါပါပါဖြစ်လေနော် လူရှောင်လွဲလို့မှမရတဲ့ကိစ္စဒါဖျားခင်အလိုတိုင်းပဲပေါ့နော်အဲ့တော့ဟိုလူတွေမကောင်းတာလုပ်တဲ့တန်တွေကိုဖျားခင်ခုနကလည်းကံကံအချိုးပေါ့နော်ဒါတွေကလည်းဒုက္ခတွေမှာရှိပါတယ်ကံကံအချိုးဆိုတာလေသို့တော့ခုနလူဒီနောက်ဆုံးနော်တာစီလို့မရတဲ့ဘေးဒုက္ခတွေကတော့ဖျားခင်ရဲ့အလိုတိုင်းပဲပေါ့နော်ဒါနဲ့တချို့ဆိုရင်ဖျားခင်ကဟိန္ဒူမှာဆိုရင်ကျွန်တော်တို့ကနော်အဲတုံးမတစုသွားတာမှာပါဆိုတော့နော်ဖိရှ်နိုကလောကကိုဖန်ဆင်းတယ်နော်ကျွန်တော်တို့ကပါလေရှိဘာ ဆော်ရီဟိုဆော်ရီဘရမနော်ဘရမလောကကိုဖန်တင်တဲ့ဖစ်တူကထိမ့်သိမ့်တယ်နော်ရှိပါဖြတ်သိမ့်တယ်ဆိုပုံနဲ့နော်လောကယူခြင်းကကဘုရားသခင်ကနော်ဖြတ်သိမ့်တယ်ဆိုတာမျိုးတွေတောင်းပြောကြတာဘယ်လိုယူဆကြတာအဲ့တော့ဖြတ်သိမ့်တယ်ဆိုတာလည်းမဖြစ်နိုင်ဘူးလားဆိုတော့ဘယ်ပြောလို့ရမလဲနော်လောကကြီးကပျက်စီးတော့ပျက်စီးနေပြီလောကဖြစ်နေပြီဆိုရင်ကျွန်တော်တို့ကလူကောင်းသူကောင်းတွေရဲ့အကျိုးငဲ့ညာပြီးတော့ဖြတ်သိမ်းနေတာဖြတ်သိမ်းနေမှာပေါ့ဒါပြောပြတာလေဒီသဘောမျိုးတွေတော့ရှိမှာပေါ့နော်မဟုတ်ရင် မကောင်းတဲ့လူချင်းကောင်းတဲ့လူတွေကဝတ်ခံနေရတာနော်ဝတ်ခံနေရတယ်ဆိုတဲ့အမှန်မှာအဲ့လိုနေထိုင်ပြတလောကလုံးဖြတ်လိုက်တာပဲအေးတယ်ဆိုပြီးကျွန်တော်တို့ကဖြတ်ချင်တယ်ဖြတ်မှာပေါ့ဒါတော့မသိတွေးကြည့်တာပေါ့နော်တွေးကြည့်တာပေါ့နော်အဲ့တော့ထားပါတော့အဲ့တော့အခုချိန်မှာတော့ကျွန်တော်တို့ကလူတွေကဘာဖြစ်လဲအဲနော်တတိတတံကိုကြရဖို့ကောင်းပြီဒါဆိုကဘာကြီးကဒီတိုင်းရှေ့ဆက်သွားရင်နော်လူလူလူဖွဲ့စည်းတွေကနော်ပို့ပြီးနောင်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 လေးမျိုးဆက်တွေဒုက္ခရောက်ဖို့ပဲရှိတယ်နော်ကျွန်တော်တို့စစ်တွေတိုက်တယ်ဆိုတော့ကျွန်တော်တို့ရဲ့နော်ပြိုင်ဆိုင်နေဆိုတော့ကျွန်တော်တို့ရဲ့နောင်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 မျိုးဆက်တွေကို ကျွန်တော်တို့ကဖြစ်လေချစ်လို့နော်ကိုတယောက်တက်တက်ဆိုလောက်ရမှာရှိဘူးနော်ဘာပြတတဘောဟာစာတနက်စာနော်ဘာမှမလုပ်ဘူးနော်အဲ့တော့နောင်နောင်သားမျိုးဆိုအဲ့နောင်နောင်သားမျိုးဆိုလူအဖွဲ့ကြီးတခုနဲ့လုံရနောင်နောင်နောင်သားမျိုးဆက်မဟုတ်နေတော့ကိုရသားသမီးတွေနောက်နောက်နောက်တီတန်လာမယ်မိသားစုတွေကိုကျွန်တော်တို့ကဖာပဲလေအဲ့ချစ်လို့ဟာတည်လို့ရှင်တံမလုံးနေပြီးတော့ငါမိသားစုကောင်းစားတာမြင်ကြလို့ဒီလိုပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကအဲ့နော်ခုနက နော်တပူစားလည်းပို့ပြီးရှာကြတာလောဘတရှိပေါ့နော်သို့တော့ကျွန်တော်တို့ကဘာဖြစ်လဲတကယ်ဒေါန်တာနောက်သားမျိုးဆက်ဆိုတာနော်အခုဒီ generation ဒီခန္ဓာကိုယ်ကမွေးထားတဲ့တားတွေမှာမကတာအဲ့ဒါနေပြီးဆက်ဆက်မြည်တယ်မြည်တယ်နော် generation တွေကိုကဘာဝတ်စားပြီးဒီထိရဒီကနေပြီးစားပြီးကျွန်တော်တို့ကနော်ကိုမျိုးဆက်ဆက်ဆက်ရှိအောင်မယ်မျိုးဆက်ဆိုကိုတားသမီးထုလည်းမကြည့်မကြည့်နဲ့နော်ဟိုဟိုသူ့ရဲ့နော်တားသမီးရဲ့တားသမီးတွေအများကြီးရှိအောင်မယ်နော် အဲ့ဒီလူတွေခစ်ကြရင်ကျွန်တော်တို့ကတော့ကဘာကြီးကနေလို့ထိုင်လို့မရတော့ဆိုရင်အဲ့ဘသူတာဝန်ဖြစ်မလဲကိုတာဝန်ဖြစ်မှာပေါ့နော်ကိုမဟုတ်တာလျှောက်လို့ခဲ့တယ်နော်တာဝန်ဖြစ်မှာပေါ့နော်အဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတံဝေကရပြီးတော့နော်သူသားအချင်းချင်းနော်ချစ်ခင်ပြီးတော့နော်မြစ်တာပွားများပြီးတော့လက်ကျွန်တော်တို့ကဘာဖြစ်လဲရင်းချမ်းမှုကိုဘာဖြစ်လဲအဲ့နော်ချေရှုဖို့လိုအပ်ပါတယ်နော်ဒါဒါကျွန်တော်တို့ကဒီလိုပဲကျွန်တော်တို့ပြောပြရစီနော်အဲ့တော့ဟုတ်ပါပြီနော်အဲ့တော့ကျွန်တော်တို့က ခုဒါကျွန်တော်ပြောပြောတဲ့နော်ဆိုခဲ့တဲ့ဟာဒီလေဒါဒီနေ့ဆိုရင်ကျွန်တော်နောက်နေ့ဆက်ပြောချင်မှပြောနိုင်မှပြောနိုင်လို့ပြောမှာပါနော်။ဘာဖြစ်လို့ဆိုကျွန်တော်မျက်စိခွဲရအောင်လဲပေါ့နော်။မျက်စိခွဲရအောင်လဲဆိုတဲ့အခါကျတော့အဲဘယ်လောက်ကြာကြာကျွန်တော်နော်ဟိုနေရမလဲကျွန်တော်မသိဘူးနော်။ဘယ်လောက်ကြာကြာကျွန်တော်ဒီအခုလိုပြန်ပြီးတော့နော်ဟိုတယ်လီဖုန်း ဘယ်လောက်ကြာမှတယ်လီဖုန်းပြန်သုံးနိုင်မှာကျွန်တော်တို့မသိဘူးเนาะအရင်တစ်ခါတစ်ခါအရင်ဒီညာဘက်ခွဲတာပေါ့လေညာဘက်ခွဲတော့ဆိုရင်ဒါသူများစုတက်လာတဲ့ပြီးကြကျွန်တော်ကဖြစ်လဲเนาะမျက်ကြည့်တော့ရအောင်လို့၃လလောက်နေရတယ်ပေါ့နော်၃အားလုံးပေါင်း၃လပေါ့လေနောက်ထပ်၂လထပ်နေရတော့အဲ၃လထိကျွန်တော်မမသုံးနိုင်ပေါ့နော်အဲ့တော့အခုဒီဘက်ထပ်ခွဲပြန်ရင်လည်းဘယ်လောက်ထိကျွန်တော်တို့เนาะအဲကြာမလဲမသိဘူးပေါ့နော်အဲ့တော့၃လ၄လเนาะကြာချင်းကြာနိုင်တယ်เนาะတို့မို့လဲနှစ်ဖက်လုံးက မျက်စိပြန်မကောင်းလာလို့နော်သုံးဘယ်တော့မှသုံးလို့မရနိုင်တာတွေလည်းဖြစ်ချင်တယ်ဖြစ်နိုင်တယ်နော်အဲ့တော့ဘယ်လိုပဲပြောကျွန်တော်တို့ကအခုပြောခဲ့တဲ့ဟာတွေကနော်ကျွန်တော်လုံနိုင်တုံးလေးပေါ့လေမျက်စိလေးကောင်းကောင်းလေးလို့လူသားချမ်းမှမှလုံနိုင်တာပေါ့နော်အဲ့တော့ဒီလိုပဲပေါ့နော်မျက်စိလေးကောင်းနေတဲ့အချိန်လေးမှာကျွန်းနိုင်တာလေးတွေကျွန်တော်တို့နော်ဆွေးနွေးနိုင်တာလေးတွေကျွန်တော်တို့ကပဲလေဒါနော်ခုနဖျားဆွေးနွေးပေါ့နော်ဖျားသခင်ကိုအလှူကျေးပြုလေလို့ပဲနော်ငါယူပေးပါနော်ကျွန်တော်တို့အားလုံး 選ばれる。いい